ဒီရုပ်ရှင်ကဘယ်လိုမျိုးလဲဆိုတော့ Rockstar အရန်ဖြစ်ချင်တဲ့ KO B တစ်ဖက်ပါထားတဲ့ကိုကြောင်ထက်အော်ရဲ Span အင်းကြီးတွေတကားလုံးကိုပြီးတော့ကြွရွာနေတဲ့ရိုက်ပေါက်လို့အမိရတဲ့ရှင်မွေလာရဲကိုကိုနောက်တစ်ယောက်က Span ကိုချစ်တာမဟုတ်ဘူးရှင်ကိုပဲချစ်တာဆိုပြီးတော့တကားလုံးဘဲကိုကျူးပြနေတဲ့ May Grace ရဲတန်ရှင်ရို့ဆလုံး motion နဲ့လှုပ်ပြီးတော့ မထွက်တဲ့ချွေးကိုဘတ်ဘတ်ဆိုပြီးတုတ်ပြသွားတဲ့ရွှေသမီးရဲ့ဘတ်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 ရန်ကုန်တရိတ်ဆန်ရုံအိမ်နဲ့ရွှေ့ထားတဲ့မင်းသားကြီးကိုနေမျိုးအောင်ရဲ့နိုင်ငံခြားကားရဲရလိုမျိုးဂိုင်းစတာဆိုရင်စော်ရင်နဲ့ရီကူပြီးတော့တက်တူးရှိရမယ်ပြီးရင်ဗလာတောင်းအောင်အဆိုပါအချက်တွေနဲ့ပြည့်စုံနေတဲ့နေမျိုးအောင်ရဲ့ညာလက်ယုံကြီးဟိန်းဒီဟာရဲ့ ီယာနို position မချိမဲနဲ့တကားလုံးတီးပြသွားတဲ့ဖုံးမင်းနေလာရဲ့အဆိုပါခေါင်းစင်းနေခေါင်းစင်းနေကိုစီနဲ့လောကရန် MBR ရဲ့ရုပ်ရှင်ကားလေးကိုကျွန်တော်ဒီကနေ့ review လုပ်ပေးသွားမှာဖြစ်ပါတယ်ဘတ်ဘတ်ဒီကားမှာထူးခြားတာကဘာလဲဆိုတော့ကိုကြောင်ထက်အော်စီးရဲ့ကားသူကနှိုးရင်နိုးတယ်ထွက်ရင်မသွားတော့သူ့ရဲ့အိမ်မက rock star ဖြစ်ချင်တာဒါပေမဲ့ဂီတာကောက်တီးတော့ကော့ကိုဘယ်မှာထားရမှန်းသူမသိဘူး နောက်တစ်ခုဒီဘဲကဘာသင်ကန်းစာပေးသွားလဲဆိုတော့ကိုစီးတဲ့ကားအပေါ်မူတည်ပြီးကောင်မလေးစီရအချစ်ကိုရနိုင်လားမရနိုင်လားဆိုတာသူကသင်ပေးသွားတယ်။ဒီဘဲစီးတဲ့ကားရက်ွက်တဲ့ချင်းစီးဖြန်းလို့ရ။ရုပ်ရှင်ထဲမှာသူကြိုက်တဲ့ကောင်မလေးရှိတယ်။တနေ့တော့လမ်းထဲမှာချစ်တဲ့ပြောဖို့လုံနေတော့ပေါ့နော်။ဟိုဘက် Jaguar SUV ခဲရောက်ကြီးစီးလာတဲ့ဘဲနောက်စော်ကပါသွား။အဲအဲ့ဒီမှာဒီဘဲကစကားတခွန်းထပြောလိုက်။ငါကဘာလုပ်တာ။သင်ကအခေတောင်းထားရလေ။ငါကပြေးတော့တဲ့အုံတော့ပဲပါလား။ Bro fighting ဖိုက်ဖိုက်ဖေးခြင်းနဲ့မက်ဆေကကိုကစော့ကိုမရနိုင်ဘူးဆိုရင်တော့မှပဲအခုလိုမျိုး for sure လုတ်တက်ရမယ်ဆိုတော့ပါပဲဘတ်ဘတ်နောက်တစ်ယောက်ကရွှေသမီးညက်ဘက်ကြီး make up တွေ on ပြီးတော့ slow motion နဲ့ diversity လှဲရတာပေါ့နော်ဒီကားမှာရွှေသမီးကမိဘရဲ့အမွေနှစ်ကိုလူယူမခံအောင်စူးစမ်းနေတဲ့နေကြီးအဖြစ်တရုတ်ဆောင်ထားတယ်ပြောမကောင်းဆိုမကောင်းမောင်လေးတစ်ယောက်သူ့စီမှာရှိတယ်သူ့ပိုင်တဲ့ဘားမှာကိုကြောင်ထက်အော်လို့ border 3ယောက်ကညာတိုင်းတချင်းဆိုတယ် ဘာသချင်းဆိုလဲဆိုတော့ညီမင်းခိုင်ရဲ့တငယ်ချင်းအတွက်တချင်းကိုအီးမိုင်နာတကွက်ထဲကင်ပြီးတော့ဆိုတယ်။နောက်မှမင်းရဲ့ချစ်ကိုလောင်နေရင်ခမ်းဆိုင်မာတော့လူတွေကအများကြီးပဲ။ဘသူမှမရှိဘူး။ဘတ်ဘတ်ဒီဘဲတယောက်ပဲရှိတယ်။အေးဒီဆိုင်အောင်ဘသူကလိုချင်နေတာလဲဆိုတော့ဦးနေမြောင်ရဲ့တပည့်ယာကူဇာလိုလိုစာကူတာလိုလိုအထာနဲ့ဘဲရအပိုင်သိမ့်ကျင်နေတယ် ပြဿနာကရွှေသမီးရဲ့သူ့အိမ် decoration လှတဲ့လောက်အိမ်ရောတော့ချန်ခတ်မထားဘူးနဲ့တူပါတယ်။ဒါတညမှာတော့ယာကူဇာဆာကူရာကြီးရောက်လာတယ်။ရွှေသမီးကသူ့မောင်လေးပြန်လာတဲ့ထင်ပြီးတော့တကားဖွင့်လိုက်တဲ့အချိန်မှာတယောက်နဲ့တယောက်တကားကိုထုတ်စီရိုးတန်းဆော့တယ်လို့မျိုးရှေ့နောက်တွေဆွဲကြပါလေရော။ရွှေသမီးရဲ့ဆိုင်ကိုလိုချင်လို့ချက်လက်မှတ်လဲပို့လိုက်မယ်တောင်းတလောက်လဲပေးလိုက်မယ်လို့ပြောတယ်။နေကြီးအဖြစ်ရွှေသမီးကတခွန်နဲ့ပြန်ပြောတယ်။ကျမဘက်ကတော့ဘတော့မှပြင်မှာမဟုတ်ဘူး။ ဟိုဘဲကလည်းပြန်ပြောတယ်ဟွစစ်စင်းရဲ့ကြော်ရီမကြုံငယ်ထိပေါ့ကွာဘတ်ဘတ်ဒါကတော့နေကြီးရဲ့မိဘပိုင်တဲ့ပစ္စည်းတွေကိုမိမသားတံမဲ့မနေထိမ့်သိမ့်နေရတဲ့ပုံစံလေးပါနေကြီးကဘသူကကြိုက်လဲဆိုတော့ဥနေမျိုးအောင်ရဲ့မြေးဖြစ်တဲ့ရဲနောက်ကကြိုက်တယ်တ냐မှာသမီးကြီးစားလည်းဖြစ်သေးတာမဟုတ်ဘဲနဲ့ရွှေသူမျိုးလူကြားထဲမှာလက်ထပ်ခွင့်တောင်းတယ်ကြီးစားတော့မဖြစ်သေးပဲနဲ့ဒါမျိုးလာလို့တော့မအစင်နေပါလေကြော်တယ်ထင်သွားတဲ့နေကြီးက sorry ပဲတခွန်ပြောပြီးတော့လှည့်ထွက်သွားတ အဘေးကလူတွေကလည်းဝါဟာဟာနဲ့ရေကြတော့ရဲနောင်ကတင်သွားပြဿနာအဲ့မှာစဗလိမာတွေဆိုတာကအပြင်မှာပဲရှိတာမဟုတ်ဘူးဒီကားထဲမှာလည်းရှိတယ်ဆိုတာကိုဒါလေးကိုကြည့်ပြီးတော့မြင်နိုင်ပါတယ်အလကားကောင်ပါကွာအဖိုးကလည်းထိုင်ဖြုံးနေတာအဖိုးရဲ့ပတ်စံကိုထိုင်ဖြုံးနေတဲ့ဘာညာလေးပါပါလာတော့ရင်းတော့တော်တော်လေးခံပြင်းသွားတယ်ဇလန်းကဘလို့ပုံစံလဲဆိုတော့အစမှပေါ့တယ်ထင်ရပေမဲ့နောက်ပိုင်းရောက်လေတန်ဖိုးကပိုတက်ပြီးတော့ emotional vibe ကိုပေးတဲ့ပုံစံမျိုး တော်တော်များများလည်းဒီကားကိုကြည်ကြတယ်ရုံပြေရုံရှံလည်းအားပေးကြတယ်ကြေတနာတစ်ခုကပါလဲဆိုတော့နောက်ဆုံးကမ်းမဥနေမျိုးအောင်ကသူ့မိအတွက်လက်စားခြေလိုက်တဲ့ဆိုတာကိုတော်တော်များများကြည်တဲ့ပရိသတ်တွေကမသိကြဘူးအဓိက key point ရတော့အဲ့ဒါပေါ့နော် သူ့မိကိုထင်ဒါကြီးဆိုတဲ့အဖိုးကသူ့ရဲ့မိအတွက်လက်စားကိုခြေလိုက်တာပါ နောက်ဆုံးအခန်းမှာဘာကြီးမန်းလည်းမသိဘူးသိတော့မလားဟာတတာကြီးတမျိုးကြီးပဲဆိုတဲ့ခန်းစားချက်ကိုခန်းစားနေရတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ပြောတာလေးနဲ့ဆက်ဆက်လိုက်မယ်ဆိုရင်ဇက်ရည်လေးပြီးတော့ဇလန်းတံပိုးပူပြီးတော့ခန်းစားကြရမယ်လို့ထင်ပါတယ်မကြည့်ရသေးတဲ့သူတွေမှရှိမယ်ဆိုရင်တော့လက်ရှိမှာယုံတင်နေကြပါအားပေးကြရင်တော့ရှင်မွေလာရဲ့စပန်ဖက်ရှင်တွေလေးလာလို့ရပါတယ်ယကူဇာဆာကူရာကြီးရဲ့ယွန်စရာကောင်းတဲ့အကျင့်တွေကိုခန်းစားလို့ရတယ် E minor တကွယ်တဲ့ကင်ပြီးတော့ guitar တီးတဲ့ rock star ကြီးကိုလည်းခံစားနိုင်မှာဖြစ်ပါတယ်။ Now my me ရဲ့ချစ်ကိုလောင်နေရင်ခါဘဘဆိုတော့ရှေကန်းတွေကိုပဲကျွန်တော်ကအခုထိုင်ဖောက်နေတာပါ။နောက်ပိုင်းမှာတော့တို့အကုန်လုံးတကယ်ကိုပဲတရုတ်ဆောင်ကောင်းပါတယ်။အစင်ပေါ်မှာတတိတာတွေဘာမှတီးတာတွေရတော့နည်း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 ပေါ့နော်။ ဒါလည်းပို့ပြီးတော့ကောင်းစေခြင်းလို့ပရိသတ်တယောက်အနေနဲ့ကိုကြောင်ထက်အော်ကိုပြောတာပါဆိုတော့ရွှေသူမီးအိုက်တင်နေမိုက်ပါတယ်ကျွန်မတို့ကိစ္စရတော့ဘာမှသိမသိဆိုင်ကိစ္စလောက်ကိစ္စတွေရှုပ်နေရတယ်ရှင်မွေလာမိုက်တယ်မင်းမင်းမင်းဘာဖြစ်တာလဲမင်းမင်းကိုပြောပါဦးမင်းမင်းဦးနေမျိုးအောင်ကြီးကတော့တကားလုံးပေါ့နော်သူ့ရဲ့တဘာနဲ့ ထိမ့်သွားပါတယ်ဖုံးမင်းနေလာလဲမိုက်ပါတယ်အဲမေဂရစ်လေးကတော့နောက်ပိုင်းမှာရှော့သွားပါတယ်ဘာလို့ရှော့သွားလဲတော့မပြောတော့ပါဘူးနောက်ဆုံးကမ်းမှာဦးနေမျိုးအောင်ကတရားဟောတယ်လောကရန်ဆိုတာအကြောင်းရှိမှအကျိုးဖြစ်လာတဲ့ဘာညာပြောပြီးတော့အကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအဲ့ဒီအကြောင်းရရတယ်မင်းစီရပဲမြှားခံလာတာမဟုတ်ဘူးလားအဲ့ဒီမှာပဲဘာမှတခြင်းဆိုရတဲ့ဘော်ဒါ၃ရောက်လဲလာခဲ့ကြ စုံသွားတဲ့မြေဖြစ်သူဘယ်လောက်ထိယူသွတ်တယ်လဲဆိုရင်အခန်းထဲမှာအယုတ်လေးထားပြီးတော့သူ့မြေကိုသတိရနေတဲ့အဖိုးကြီးတစ်ယောက်နေရီကလည်းအယုတ်ကြီးကိုတောင်းပန်ရအောင်ကျမအယူမဟုတ်ဘူးလို့ပြောအယုတ်ကြီးကိုတောင်းပန်ရအောင်ကျမအယူမဟုတ်အဲ့ဒီမှာတံမူလေးကမြင့်ကြောင်ထားအော်ကိုဆန်းရှင်မမလှမ်းပြီးတော့ဖတ်တကားလုံးသူကြီးပဲအထိုးခံနေရတဲ့ရိုက်ပေါက်ကာရိုက်တာရှင်မိုလီလာယာကူဇာဆာကူရာကြီးကိုမျက်ရည်တွေကြားထဲကနေထိုးငါကပတ်စံရရင်ပြီးတော့အကုန်လုံးတဲ့ဆိုပြီးတော့ဟိုဘဲကပြောဘတ်ဘတ် ါတွေပြောရင်ဒေါ်တွေပါတယ်ဗီဒီယိုပြင်ရဲတွေလာတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်နောက်ဆုံးမှာတော့ပြည်သူရဲတွေရောက်လာကြပါတယ်ဟုတ်ဆန်ရှင်မမကြီးနဲ့ email နဲ့တကွယ်တဲ့ TV တော့တချင်းဆိုတဲ့ rock star လေးကတော့ကျွန်တော်ကိုလက်ထပ်နိုင်မလားဆိုပြီးတော့ဖွင့်ပြောကျွန်တော်ကိုလက်ထပ်နိုင်မလားမမကြီးကလည်းအင်းပါဗောသိတယ်မလားရှင်မူလာတို့ကဘေးကနေဟီလာဝါရလေးလှုပ်ပြီးဟိုကဖောက်တီးရဖောက်တွေလှုပ်ပြီးတော့ congratulation တွေလှုပ်ကြ အဲ့ဒီမှာဆုံသွားတဲ့မေဂရက်စ်ရဲ့ဝိညာဉ်လေးကိုမြင်ပြီးတော့သတိတွေရအော်သူကျွတ်လွတ်ပြီဆိုပြီးတော့ရှင်မွေလာပီတိမျက်ရည်တွေကျချင်းတွေးတဲ့နေရာရှာလို့ဆိုပြီးတော့အဲ့မှာကံပေါင်းမှာသွားချင်းတွေးနေတဲ့အချိန်ဦးနေမျိုးအောင်ကြီးကအဲ့မှာတပုတ်ပုတ်တပတ်ပတ်မီတဲ့စိုင်ကိန်းစီးပြီးတော့စိုင်ရှိကိုရောက်လာဒါတွေဆက်ပြစ်မလဲဆိုတာတော့ကျွန်တော်လည်းမသိပါဘူး ဆိုတော့ဒီနေ့ review လေးတော့ဒီလောက်ပါပဲဟိုရှေ့ပိုင်းမှာပေါ့တယ်လို့ထင်ရပေမဲ့ဗောနော်နောက်ပိုင်းမှာဒီရုပ်ရှင်ကားကတကယ်ကိုပဲခံစားမှုပေါင်းစုံပေးသွားတဲ့လောကရန်ကားကိုကြည်ပြီးသွားရင်မရှင်းသေးတဲ့သူတွေရှိမယ်ဆိုရင်ဦးရဲကောင်အဖြစ်ဦးနေမျိုးအောင်ကသူ့ရဲ့မြေအတွက်လက်စားချီတာပါမကြည့်ရသေးတဲ့သူတွေရှိမယ်ဆိုရင်လည်းဒီရုပ်ရှင်ကားကိုသွားပြီးတော့ကြည့်နိုင်ပါသေးတယ်ကျေးဇူးတင်ပါတယ်ဘဘ